မင်္ဂလာပါရှင်စွန်လ20ရက်တောက်ချာနေ့ရဲ့တိမတ်ဖွေရသတင်းကဘာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဥစွာတင်ဆက်ပေးမှာကတော့ မြို့တော်တီရန်ကိုအစ္စရေးအပြင်းထန်တိုက်ခိုက်တဲ့တဲ့ရင်ဖြစ်ပါတယ်။အီရန်နိုင်ငံမြို့တော်တီရန်ကိုဇွန်လ18ရက်မနေ့အစောပိုင်းမှာပုံမှုပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြလာပါတယ်။ဒေသတွေမှာမတိကျမြေယာမှုတွေတိုးမြင့်လာပြီးအီရန်ရဲ့စစ်ဘက်ဆိုင်ရာပစ်မှတ်တွေနဲ့နျူကလ িয়ার နဲ့ဆက်နွယ်တဲ့အဆောက်အုံတွေကိုပစ်မှတ်ထားတဲ့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှု6ရက်မြောက်နေ့မှာတီရန်မြို့သားတွေဟာနေအိမ်တွေကိုစွန့်ခွာထွက်ပြေးနေကြကြောင်းလည်းသိရပါတယ်။ ။အစ္စရေးရဲ့တိုက်ခတ်မှုတွေမှာအစ္စလာမစ်ဒေါ်လာရေးအဆောင်တစ်နှစ်ဆက်ဆက်နေတဲ့ဆိုတဲ့တီရန်မြို့အရှိတ်ဆင်ကြီးဘုံကတက္ကသိုလ်တခုလည်းပါဝင်တယ်လို့အီရန်အခြေစိုက်မီဒီယာတွေကဖော်ပြလာပါတယ်။အမေရိကန်ကလည်းလေရင်တင်သင်းမောနဲ့စစ်လေယာဉ်တွေကိုအရှိတ်လေပိုင်းဒေသစီပို့လွှတ်ထားပြီးသမ္မတထရန်ကအီရန်ဥရှောင်းအယာတိုလာအလီခါမေနီပုံနေတဲ့နေရာအထူးကြောင့်တည်ထားကြောင်းနဲ့အီရန်ကိုအလုံးစုံလက်နက်ချဖို့တတိပေးခဲ့တယ်လို့ဆိုပါတယ်။ အီရန်ဘက်ကလည်းအစ္စရေးကိုနောက်ထပ်တိုက်ခတ်မှုတွေမကြခင်လှုပ်ဆောင်သွားမယ်လို့အခိုင်အမာပြောဆိုထားကြောင်းသတင်းများကဖော်ပြထားတယ်လို့သိရပါတယ်ရှင်။ဆလဒင်းစမဲတဲ့တင်ကတော့စစ်ပွဲစားပြီးလို့အီရန်ကောင်ဆောင်ခါမီနီကြီးညာတဲ့တင်ဖြစ်ပါတယ်။လက်နက်ချရန်အီရန်ကိုဒေါ်နယ်ထရန်ကသတိပေးခဲ့ပြီးအီရန်ထိပ်တန်းကောင်ဆောင်အယာဒူလာအလီခါမီနီကစစ်ပွဲစားပြီးလို့ကြီးညာလိုက်ကြောင်းသိရပါတယ်။ အီရန်နဲ့အစ္စရေးတို့အပြန်အလှန်ပြစ်ခတ်မှုများပိုဆိုလာချိန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ခါမေနီတို့ဆိုရှယ်မီဒီယာတွင်အပြန်အလှန်သတိပေးလာကြပါတယ်။ဇွန်လ18ရက်အစောပိုင်းတွင်ထရန်က၎င်းအပိုင်း True Social လူမှုကွန်ရက်မှအီရန်ဝေဟင်ကိုအလုံးစုံထိစုပ်ထားပြီးဖြစ်ကြောင်းရေးသားခဲ့ပါသည်။အဲဒီနောက်ခါမီနီကိုတရီပေးတဲ့အနေနဲ့ထရန်ကအမြင့်ဆုံးခေါင်းဆောင်ဆိုတဲ့သူဗမာပုံနေတယ်ဆိုတာငါတို့အတည်ရကြသေးတယ်။သူကလွယ်ကူတဲ့ပြမှတ်ပါဒါပေမဲ့အခု ူသူကိုမသက်သေးဘူးလို့យေတာခဲ့ပါတယ်။ငါတို့ရဲ့ទីခံမှုကနည်းလာပြီလို့လဲ Trump ကထပ်တရီပေးလိုက်ပြီးချင်းချက်မရှိလက်နက်ချအញ្ញခံရန်ပြောဆိုလိုက်ကြောင်းသတင်းများကဖော်ပြပါတယ်။အီရန်ဘာသာရေးကောင်ဆောင်ခါမေနီကလည်း ACE လူမှုကွန်ရက်တွင်အီရန်နိုင်ငံကအစ္စရေးနယ်ဘယ်သောအခါမှအပေးအယူလုံးမမဟုတ်ဘူးလို့ထုတ်ပြန်ထားကအစ္စရေးကိုတညနေမှမဟုတ်ဘူးစစ်ပွဲစပြီလို့ပြန်ကြေညာလိုက်ကြောင်းသိရပါတယ်ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့ဆက်ကြီးရဲ့ဓာလက်ပြတုံးကြီးကိုတိုက်ခိုက်ရေးအခြေအနေအောက်မှာအီရန်ပထမဆုံးချိန်ပြစ်လွတ်တဲ့တဲ့ရင်ဖြစ်ပါတယ်။အီရန်နိုင်ငံဟာသူ့ရဲ့စက်ကျရဲ့ဓာတ်လက်ပြတုံးကြီးကိုတက်ခရီးအခြေအနေအောက်မှာပထမဆုံးချိန်ပြလွတ်လိုက်ပြီးလို့ထက်စနေတဲ့အေဂျင်စီကဖော်ပြပါဗျ အစ္စလာမစ်ဒေါ်လာရေးအဆောင်တပ်ဖွဲ့ IRGC အီရန်လက်နက်ကိုင်တပ်ဖွဲ့အထူးတပ်ဖွဲ့ရေးပြောကြားချက်အရတီဟီရန်ဟာအစ္စရေးပိုင်နက်တဲကိုအစိုးရဒုံးကျည်သုံးစင်းပြစ်လွတ်ခဲ့တယ်လို့ဆိုပါတယ်။အရှင်ကပြုလုပ်ခဲ့တဲ့စစ်ဆင်ရေးတွေဟာအစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်ကိုဖျက်ဆီးရမှာအောင်မြင်ခဲ့တယ်လို့ IRGC ကထပ်မံပြောကြားခဲ့ပါတယ်။ဒုံးကျည်တိုက်ခတ်မှုတွေဟာပြစ်မှတ်တွေစီကိုအရင်ကလိုပဲဆက်တိုက်ဖြစ်လာမယ်လို့လည်း အလေးထားပြောကြားခဲ့ပါတယ်။ဆက်ကြေဟာအစဉ်နှစဉ်ရှိတဲ့တာလဖြစ်ဒုံကြီးဖြစ်ပြီးအဝေးဆုံးပြတ်ခတ်နိုင်တဲ့အကွာအဝေးကကီလိုမီတာ2000ဖြစ်တယ်လို့ဆိုထားကြောင်းလည်းသိရှိရပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အရှေ့လေပိုင်းတွင်ပဏိပကရွှေချကြရန်တရုတ်တောင်းဆိုတဲ့သတင်းဖြစ်ပါတယ်။အီရန်နိုင်ငံအပေါ်အစ္စရေးနိုင်ငံကစစ်ပြုနေတဲ့အပေါ်အထူးစိုးရိမ်ကြောင့်လည်းလက်ရှိပဏိပကကိုရွှေချကြဖို့တိမောက်မှုတွေထပ်မဖြစ်စေရရှောင်ရှားကြဖို့တရုတ်သမ္မတရှီဂျင်ဖင်ကတိုက်တွန်းလိုက်ကြောင်းချိုင်းနာဒေလီသတင်းဆောင်မှဖော်ပြပါတယ်။တရုတ်သမ္မတဟာကာဇက်စတန်နိုင်ငံအစ်စတာနာမြို့မှကျင်းပနေတဲ့ဒုတိယအကြိမ်မြောက်တရုတ်ဗဟိုအာရှထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်နေတာဖြစ်ပြီး ဥစ်ဘက်ကစ္စတန်သမရနယ်တွေ့ဆုံစင်မရှိကအခုလိုပြောခဲ့တာပါနိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာလုံခြုံရေးနဲ့နေမြေပိုင်းနဲ့အပေါ်ကျူးကျော်မှုမှန်သမျှအပေါ်တရုတ်နိုင်ငံကဆန့်ကျင်ကြောင်းလည်းပြောဆိုခဲ့ကြောင်းတင်ပြကဖော်ပြပါရယ်အစ္စရေးရဲ့အီရန်အပေါ်တိုက်ခိုက်မှုတွေက အရှေ့အလယ်ပိုင်းမှာတင်းမာမှုတွေကိုရှုပ်ချီတိုးပွားသွားစေပြီးစစ်ရေးတိုက်ခိုက်မှုတွေက ပြဿနာဖြစ်ရှင်နေမဟုတ်ကြောင်း ဒေတာတွင်အခြေအနေတွေရှုပ်ချီဆိုးဝါးသွားတဲ့ကိစ္စကနိုင်ငံတကာအသိုင်းအဝိုင်းအတွက်အကျိုးမရှိကြောင်းကိုလည်းတရုတ်သမ္မတကအလေးပေးပြောကြားခဲ့တယ်လို့ဆိုကြောင်းသိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ရုရှားတိုက်ခိုက်မှုကြောင့် KF တွင်16ဦးခန့်သေဆုံးတဲ့တဲ့တွင်ဖြစ်ပါတယ်။ယူကရိန်းမြို့တော် KF ကိုရုရှားကအပြင်းထန်ဆုံးလေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပြီးအနည်းဆုံးလူ16ရောက်လောက်သေဆုံးခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြလာပါတယ်။ ဇွန်လ18ရက်တိုက်ခိုက်မှုအတွင်းမှာရုရှားကဒရုန်း440နဲ့ဒုံးကျည်32လုံးဝင်းစင်အထိပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်လို့လူ120ကျော်တင်ရရခဲ့ပါတယ်ရုရှားရဲ့တိုက်ခိုက်မှုဟာလူနေအဆောက်အုံတွေ၊စာသင်ကျောင်းတွေနဲ့အခြားအခြေခံအဆောက်အုံတွေကိုထိမှန်ခဲ့တယ်လို့ယူကရိန်းအာဏာပိုင်တွေကပြောပါတယ်။ ဒီတက်ခတ်မှုဟာအခုနှစ်ထဲမှာ KF ကိုတက်ခတ်မှုတွေအတွင်းလူအသေးပြောက်အများဆုံးဖြစ်စေခဲ့တဲ့တက်ခတ်မှုလေးဖြစ်ပါတယ်။ဒါအပြင်ရှူကရိန်းတောင်ပိုင်းဥဒစာမြို့မှာလည်းရုရှားရဲ့လေကြောင်းတက်ခတ်မှုကြောင့်အ ਨੇ ဆုံးလူတယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ရုရှားရဲ့တက်ခတ်မှုကြောင့်မြို့တော် KF နဲ့ဥဒစာမှာလူနေအိမ်တွေနဲ့မော်တော်ယာဉ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သတင်းများကဖော်ပြထားကြောင်းသိရှိရပါတယ်ရှင်။ နောက်ဆုံးနေစမဲ့တဲ့ရင်ကတော့ဟွန်ဆန်နဲ့ဖုန်းပြောတဲ့အတန်ဖိုင်ပေါက်ကြပြီးနောက်ထိုင်းဝင်ကြီးချုပ်ကိုအတားအခံတွေကရှာတူးမှနှုတ်ထွက်ပေးဖို့တောင်းဆိုတဲ့တဲ့ရင်ဖြစ်ပါတယ်။ ဇွန်လ၁၈ရက်ကထိုင်းဝင်ကြီးချုပ်ပေတုံတန်နဲ့ကမ္ဘောဒီးယားအထက်လူတော်ကထာဟွန်ဆန်တို့ရဲ့ဖုံပြော်တဲ့အတန်ဖိုင်ထွက်လာပြီးနောက်အတိုက်အခံအုပ်စုတွေနဲ့သက်ဆင်ဆန့်ကျင်ရေးအဖွဲ့အစည်းတွေက ဝင်ကြီးချုပ်ရာထူးမှနှုတ်ထွက်ရန်ဒါမှမဟုတ်လွှတ်တော်ဖြတ်သိမ်းရန်တောင်းဆိုခဲ့ကြပြီးအချို့ကစစ်အာဏာသိမ်းမှုဖြစ်လာမှာကိုစိုးရိမ်နေကြတယ်လို့ဆိုပါတယ်အထိုက်ခန်းနဲ့အစိုးရစံချင်းရေးအဖွဲ့အစည်းတွေကအတန်ဖိုင်ထဲမှာဝင်ကြီးချုပ်ရဲ့ပြောစကားတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီးအဓိကအချက်တွေကအောက်ပါအတိုင်းဖြစ်ပါတ င်အတန်ဖိုင်ပေါက်ကြပြီးနောက်မှာဘယ်ဂျာထိုင်းပါတီကထိုင်းညော်ပေါင်းအစိုးရအဖွဲ့ကနေနှုတ်ထွက်တယ်လို့ကြေညာလိုက်ပါတယ်။အဲ့ဒီအတန်ဖိုင်ဟောင်းဝင်ကြီးချုပ်ပေတုံတန်ရဲခေါင်းဆောင်မှုကိုယုံကြည်မှုပြပြစေပြီးပြောစကားတွေအတွက်တာဝန်ယူဖို့ဘယ်ဂျာထိုင်းပါတီကပြောကြားလိုက်ပါတယ်။ဘယ်ဂျာထိုင်းပါတီကပေတုံတန်ရဲပြောစကားတွေဟာထိုင်းရဲ့ဂုံတိတ်ခါကိုကြားဆင်စေပြီးစစ်တပ်နဲ့ဆက်ဆံရေးကိုပြပြစေတယ်လို့ပြောကြားကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။